မင်္ဂလာပါရှင်ဒီနေ့မှာတနာကဒီလိုမျိုးယောဂဝီလေးကိုအသုံးပြုပြီးတော့မှကြော်ယိုးနဲ့ခါယိုးလေးတွေပျော့ပြောင်းအောင်ဘလူးချစ်စင်လေးတွေလေ့ကျင့်လို့ရလဲဆိုတာလေးကိုဒီနေ့မှာတနာမျှဝေပေးသွားမှာဖြစ်ပါတယ်ရှင်ရင်းဆုံးတနာတို့ကြော်ယိုးတစ်လျှောက်ကိုပျော့ပြောင်းသွားအောင်ဒီတီစပိုင်းနေရာလေးမှာဝီလေးကိုထောက်ပြီးတော့မှအသွားပြန်လေး rolling လေးလုပ်လိုက်ပါမယ်ဒါမျိုးလေးကိုတော့တစ်ခါလေးချင်းမယ်ဆိုရင်၁၀ချိန်လောက်လေးချင်းပြီးသွားရင်ကိုက ခွင်းလေးကိုလှမ်းပြီးလက်ကလေးနဲ့ကင်လိုက်မယ်။ငယ်ထင်းနဲ့ချမ်းပြင်းလေးထိတဲ့အထီကိုစိတ်ကလေးလျှော့ပြီးတော့မှအရင်ဆုံးကြောယုံနဲ့ခါယုံလေးကိုလျှော့ပေးလိုက်ပါမယ်။ဒီနေ့ထားလေးမှာတော့ကိုတတောင်းတတာဖြစ်တဲ့အထီခါနဲ့ကြောယုံလေးထိသွားတဲ့အထီလေးနေပြီးပြီဆိုရင်ပြန်လာပါမယ်။ဒီတိုင်းလေးကိုတော့၃ချိန်လောက်နေချင်းနေချင်းပေးပါမယ်။နောက်တစ်မျိုးကကပူတာစနာ။ဒါလေးသွားမယ်ဆိုရင်ခါယုံနောက်ဆုံးအဆင့်နဲ့မိညောင်ယုံလေးနဲ့ အခွင်းလေးကိုထိပြီးတော့မှအသာလေးမိချလိုက်မယ်လှိမ့်ချပြီးသွားလို့ရှိရင်တော့နိုင်လို့ရှိရင်ကိုကအခွင်းလေးကိုပြန်ပြီးတော့မှလှမ်းမျိုးဆွဲလိုက်ပါမယ်ဒီနေထားလေးမှာလည်းကိုနိုင်တဲ့ capacity လေးတိုင်းခဏလေးစိတ်ကိုလျှော့ပြီးတော့ဒီကနေ30လောက်30စက္ကန့်လောက်ထိထိန်းထားမယ် နိုင်နဲ့ထပ်ပြီးတော့မှရသေးတယ်ဆိုရင်တော့ကိုယ့်ရဲ့လုံနိုင်စွမ်းလေးတွေကိုနည်းနည်းစီရှေ့တိုးပြီးတော့မှခြေမလေးတွေခြေထောက်ကလေးတွေကိုလှမ်းဆွဲကြည့်နိုင်အောင်ကြိုးစားပါ။ဝီးလေးကိုအကူအညီယူပြီးလေ့ကျင့်ပေးခြင်းဖြင့်တနာတို့ဒီလိုခက်ခဲတဲ့ pose လေးတွေကိုလည်းအလွယ်တကူသွားနိုင်မှာဖြစ်ပါတယ်။ဒီထက်တဆင့်တက်ပြီးတော့ဝီးရဲ့တွန်းအားလေး support လေးနည်းနည်းယူမယ်။လက်ဖနှောင့်လေးကိုဖိတွန်းပြီးတံတောင်လေးဆန့်ပြီးတော့မှ ိုရိုနာကပိုတာဆန်ပုံစံမျိုးလေးနဲ့တွားကြည့်လို့ရပါတယ်ရှင်ဒီပုံစံလေးမှာလေကိုနိုင်တဲ့အနှစ်တိုင်းဒါလေးတိုင်းမှာကြာကြာထိန်းနိုင်အောင်ကြိုးစားပြီးတော့မှဝီးရဲ့အကူအညီလေးကိုပဲယူပြီးတော့ဖြည်းဖြည်းချင်းလာရလမ်းလေးတိုင်းပြန်လာပေးလိုက်ပါမယ်နောက်ပြီးဦးဒရမုခါရှောင်းမစနာလေးလုံးမယ်ခြေချင်းဝင်းနဲ့ခြေပမုန်းလေးကိုဝီးလေးပေါ်မှာ တင်ပြီးလက်လေးရှေ့မှာထောင်းမယ်ခါလေးကိုဖြည်းဖြည်းချင်းရသလောက်ကောချပြီးတော့မှ ထိန်းထားပေးမယ်ဆိုလို့ရှိရင် balance ကိုပျော့ပြောင်းမှုတော့တစ်ခါရေရစေပါတယ်ရှင်။နောက်တစ်ခုကတော့ chakra sna လေးလုံးမယ်။အရင်ဆုံးဝီးလေးပေါ်မှာအသားလေးလိမ့်ချပြီးတော့မှလက်လေးနှစ်ဖက်ကိုကိုယ်ရဲ့နှစ်ရွက်ပေးလေးနာကိုယူလာမယ်။ခြေထောက်လေးနောက်ကိုစုပ်မယ်။လက်ဖနှောင်းနဲ့ခြေဖနှောင်းတွန်းအားလေးယူပြီးတော့မှလည်းဝီးရဲ့အကူအညီလေးယူပြီးတော့မှ we pose chakra sna လေးကိုလည်းအပြည့်လေ့ကျင့်လို့ရပါတယ်။ဒါလေးကိုလည်း၃ချိန်လောက်လေ့ကျင့်ပေးပါနော်။ဒီထက်နိုင်တဲ့သူလေးတွေက ခွင်းလေးကိုလက်ကလေးနဲ့တခြားလေးကင်ပြီးတော့မှပဲဝီလေးကိုမိချလိုက်မယ်ကြောယူလေးနဲ့ကပ်ပြီးတော့မှမိချလိုက်မယ်ရရင်ခေါင်းလေးကိုထောက်လိုက်မယ်ပေါ့နော်ပြင်ချောက်လေးကိုဖြည်းဖြည်းနောက်ကိုယူလာမယ်ခေါင်းလေးပြန်မပြီးတော့မှလက်ပြေကိုရှေ့ကိုရသလောက်တွန်းဖွင့်နေ ုံစံလေးပါဒီလိုမျိုး 4M ဝီပုံစံလေးကိုလည်းဒီဝီလေးရဲ့အကူအညီကိုယူပြီးတော့မှတနာတို့အကောင်းဆုံးပူရှာရတဲ့အထိလေ့ကျင့်ပေးလို့ရပါတယ်ရှင်တနာနဲ့တူတူ online ကနေယောဂလေ့ကျင့်ချင်တဲ့သူတွေအတွက်ကတော့ weight loss yoga program level 1လေးနဲ့ level 2လေးကိုလည်းအနံ့လို့ရပြီးတော့မြို့သမီးတွေအတွက်တအင်ဂျူတူတည်တံ program ဒီလိုယောဂကင်းပြီး mindfulness ဖြစ်စေဖို့ trapranian program လေးကိုလည်းအနံ့လို့ရနေပါပြီနော်